ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုတင်ပါတယ် ဟိုလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့အဲပွဲကြီးပွဲကောင်းနေတဲ့ကတပွဲဖြစ်တဲ့ဒါကျွန်တော်အာစနယ်ပွဲစဉ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဒါကျွန်တော်နှစ်ပိုင်းခွဲချလိုက်မယ်ဒါကျွန်တော်အာစနယ်ပွဲစဉ်အကြောင်းကျွန်တော်တို့တစ်ပိုင်းခွဲချပြီးတစ်ဖက်မှာ PSG ဘာစလုနာဒါ CD မူနာကိုပွဲကိုတပွဲခွဲချလိုက်မယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာလာအာစနယ်အကြောင်းပြောမယ်ပြီးရင်တော့ကျွန်တော်ဒါစိတ်ထဲမှာပြောချင်တဲ့အသင်းသင်းရှိတယ်အဲ့ဒါ Newcastle ပေါ့နော်အဲ့တော့ Arsenal အကြောင်းလေးလည်းပြောမယ် Newcastle အကြောင်းလေးလည်းပြောမယ်ပေါ့နော်အဲ့တော့နည်းနည်းလေးဟိုနည်းနည်းဒီနည်းနည်းလေးလုပ်လိုက်မယ်ခင်ဗျားတို့လည်းဒါကျွန်တော်ပြင်သွားမှာဆိုတော့9မိနစ်လောက်ပဲထားမယ်အဲ့တော့သုံးရတယ်မယ်အဲ့တော့ အာဆိုသေးပိုးစင်ကတော့ကျွန်တော်အာစနယ်အင်ဂွင်းဒါအမရိတ်မှာအိုလံပီယာကော့စ်ကိုဒါကျွန်တော်ရှင်ပြန်ဖြစ်တယ်အဲ့တော့ဒါအာစနယ်အသင်းနဲ့သူတို့ဒါကျွန်တော်အဝေးကမှာဘီဘာအိုကိုဒါကျွန်တော်လုတ်ပြသွားခဲ့တော့တွေ့ရပြီးလက်ရှိမှာသူတို့အနေနဲ့နိုင်ပွဲဆက်ဖို့အတွက်ပြင်ဆင်လာခဲ့တယ် လက်ရှိမှာအာစနိုတင်းကတော့ဒါကျွန်တော်စိတ်သက်ပိုင်းဆိုင်ရာမှာအမြင့်ဆုံးမှရှိနေမယ်။ဒါညူကာဆယ်ယူနိုက်တက်ကိုနောက်ကျတင်းကူနဲ့ဂီဘရီယယ်တွင်းသွားခဲ့ပြီးနောက်ပိုင်းမှာအာစနိုတင်းကဒါကျွန်တော်လက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာလုံးဝရှုံးပွဲမရှိဘဲနဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါ။အဲ့တော့ဒီဘက်မှာဒါအိုလံပီယာကော့စ်အိုလံပီယာကော့စ်ကလက်ရှိမှာပရီးမီးယားလိပိုင်ရှင်တွေကတက်ရောက်ဖြစ်နေတာကျွန်တော်တို့အမေရိကန်နက်စ်ပေါ့နော်ကျွန်တော်တို့က ကျွန်တော်ဇာကြီးဒါ Northern Force ပိုင်ရှင်ကိုတိုင်ဒါကျွန်တော်လက်ရှိမှာဒီပွဲစဉ်ကိုလာကြည့်ဖို့ရခိုင်လို့များပါတယ်ဒီကြအဲ့တော့ Olympia Course အနေနဲ့လက်ရှိမှာသူတို့ကလည်းဒါနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာဗျလုံးဝရှုံးပွဲမရှိသေးဘူးလို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာ Olympia Course ကတော့ပြောစရာမလိုဘူးလက်ရှိဒါအခြေအနေတွေကတော်တော်လေးကိုမဆိုးတဲ့ခြေစွမ်းတစ်ခုလေသူတို့ကိုသူတို့ဒါကျွန်တော်ပြည်ရင်းလီထဲမှာပိုင်ဆိုင်ထားတယ်လို့ပြောလို့ရအဲ့တော့ Olympia Course အနေနဲ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့ဒါ တည်ရကြထားခဲ့တယ်ပေါ့နော်ဒါကျွန်တော်တည်ရကြထားခဲ့ပြီးတော့လက်ရှိမှာအာစနိုသင်းနဲ့တွေ့မယ်ဒါချန်ပီယံလိမှာပေါ့နော်အဲချန်အာစနိုသင်းကလက်ရှိမှာဒါကျွန်တော်သုံးမှတ်နေတူတယ်ကျွန်တော်လက်ရှိဒါဒီနေ့ပွဲစဉ်ကိုသာနိုင်ခဲ့မယ်ဆိုရင်တော့အာစနိုသင်းနဲ့ဒါအဆင့်တစ်နေရာကိုတက်ဖို့အတွက်အခွင့်အရေးတွေရှိပါတယ်ဒါဂိုးပြတ်နိုင်ခဲ့မယ်ဆိုရင်တော့အဆင့်တစ်ပုံစံမျိုးကိုတက်ဖို့အတွက်အခွင့်အရေးတွေရှိတယ်ပေါ့နော်အဲ့တော့ဆက်ပြီးပြောအောင်အဲ့တော့ အာဆိုသိနေလက်ရှိတာဖော်မရတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးအောင်အာဆိုသိနေတာဖော်မရမပြောခင်မှာစိတ်သက်ပိုင်းဆိုင်ရာရတော်တော်လေးကို positive ဆန်တယ်တော်တော်လေးကိုဒါကျွန်တော်တို့အားအားရဖို့ကောင်းလို့နဲ့အသင်းသတင်းကို Arsenal အသင်းစီကနေကျွန်တော်တို့တွေ့နေရတယ်လို့မြင်တယ်ဒါကျွန်တော် စိတ်သက်ပိုင်းဆိုင်ရာဒါကျွန်တော်တို့ mentality ဘိုင်းဒါကျွန်တော်တို့အကုန်လုံးပေါ့နော်ကျွန်တော် physicality ဘိုင်းမှာအမြင့်ဆုံးနေထားမှာရှိတယ်အာဆိုသိနေအခုလက်ရှိမှာဒါပြောရမယ်ဆိုရင်တော့ဒါဘာလို့မမုန်း ကိုပရိသတ်မမွင်ပြီးရောဆိုတဲ့လမ်းစဉ်မျိုးကိုသွားနေဖြစ်တယ်အဲ့တော့လက်ရှိမှာဒါဘယ်ပရိသတ်ပဲဘာပဲပြောပြောအာဆလွန်ပရိသတ်တွေကသူတို့ရဲ့အသင်ကိုသူတို့ချစ်တာမှတုံးနေရောဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးသွားနေသေးဖြစ်တယ်အဲ့တော့လက်ရှိမှာအာဆလွန်သင်းနေတာကျွန်တော်တို့အာဒီတာကတော့ဒါဝေဖန်မှုတွေများနေခဲ့မှာသူ့မင်းရဲ့ performance တွေကဆက်လက်ပြီးပြသထားသေးဖြစ်တယ်ဒါလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို9မှာဒါ clean sheet တူတဲ3ပွဲယူထားခဲ့ပြီးနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာပေးကူ2ကူတိရှိပြီးတော့တော်တော်လေးကို cancel ပိုင်းရာကြစ်လင်နေတာကိုတွေ့ရမယ် Olympia Cos ကလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာဒါကျွန်တော်တို့တို့က cancel ပိုင်းရာဒါကျွန်တော်တူတဲအာ ားလုံးမောင်းတော့ကျွန်တော်တို့နှစ်3 4အေးပေါ့4ခုပေါ့တပွဲပြည့်ပြည့်တကူးလောင်နေနေပေးထားခဲ့ရတယ်ပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော်အာဆယ်ကိုကြည့်ညောင်းပြီးအဲ့ဒီနေ့ပုံစံမှာဒါအာဆယ်အသင်းအနေနဲ့အပြောင်းအလဲတချို့ပြုတ်လုလာမယ်လို့မြင်တယ်ဒါတို့အနေနဲ့လာမယ့်ပတ်မှာကျွန်တော်အမြင်ကပြောမယ်ဆိုသူတို့အနေနဲ့တစ်ဖက်ကဒါအာဆယ်အသင်းအနေနဲ့လီဗာပူးအသင်းက Chelsea ရဲ့အိမ်ခွင်းမှာသွားကြံရမယ်တော့ကြောင့်ဒါကျွန်တော်တို့ international break မတိုင်ခင်မှာတို့အဆင့်တစ်ကိုယူဖို့အတွက်တို့ကြိုးစားသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ပြောချင်တာကဒါကျွန်တော်လက်ရှိ Arsenal အသင်းကဒါကျွန်တော်ဒီတစ်ပတ်မတူနဲ့လေကျွန်တော်ကြည့်လိုက်ပါအောင်မယ်။ကျွန်တော်အလိုမရလို့နော်။ဒါတော့ အာဆောဒင်းနဲ့အမလိုက်မှာဝက်ဆမ်လက်ရှိမှာလာကျွန်တော်နူနိုအက်စပရက်တိုဆန်တိုစီရဲ့ဝက်ဆမ်နဲ့တွေ့ရင်ပြီးတော့အိမ်ဝင်းမှာလည်းထပ်ကန်ရမယ်အတွက်ကြောင့်အာဆနယ်အိမ်ဝင်းလားဟိုပြောရင်လည်းဟိုနာနေဟုတ်တယ်အာဆနယ်အိမ်ဝင်းအဲ့တော့အာဆောဒင်းနဲ့ရှင်းတယ်တစ်ဖက်ကတော့ကျွန်တော်တို့ပွဲချက်တပွဲဒါကျွန်တော်ရေလဘဘူးရင်ဆိုင်တယ်သူတို့ရဲ့အိမ်ဝင်းမှာဝက်ဆမ်တို့အသင်းမျိုးရင်ဆိုင်ရမယ်အတွက်ကြောင့်မူတေချာတခုကဒီနေ့ပွဲစဉ်မှာလုံးဝလူတချို့ကိုအနာပေးသွားခဲ့ဝက်ဆမ်နဲ့ပွဲစဉ်မှာလူဆုံးပြန်ထုတ်ပြီးတော့သူတို့ပရီးမီးယားလိမှာအဆင့်တက်သွားပြီအဲ့တော့ လက်ရှိမှာအာဆိုတင်းအတွက်တကယ်တမ်းလုံးရဲကင်ရဲမယ်ဆိုရင်တော့ဒါပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ကိုတော့ကျွန်တော်တို့အဆင့်တင်နေရမှာရက်တီဘူးတော့ကိုစီကိုစီအခွေကြီးမှာရှိမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆိုအသင်းသားအိုလံပီယာကော့စ်ကိုဂိုးပြတ်နိုင်ခဲ့မယ်ဆိုရင်ဘိုင်ယန်မြူးနစ်နဲ့ဂိုးတက်လီတူပြီးတော့အဆင့်တင်နေရကိုရက်တူအဲ့တော့ကျွန်တော်ခုနကပရီးမီးယားလိဂ်မှာအဆင့်တင်နေရကိုယူဖို့အတွက်အခွေကြီးတွေရှိမယ်အဲ့ပြောချင်တာအာဆိုအသင်းနဲ့ဒါကျွန်တော်တို့ international break မတိုင်ခင်မှာပြည်သက်တွေအကုန်လုံးဒါကျွန်တော်တို့ အမြင့်ဆုံးအခြေအနေမှာခေါင်းမော့ပြီးတော့ဝင်သွားလို့ရတဲ့နေရာတခုမှရှိတယ်။အဲ့တော့ဘယ်လိုပဲပြောဗျာဒါလက်ရှိမှာအာဆုံသေးနေတာကျွန်တော်တို့အာဒေတာလက်ထက်မှာ cancel ပိုင်းကတအားကောင်းတာညင်းမရ။ဒါပေမဲ့လက်ရှိမှာအကောင်းဆုံးသတင်းကဒီ cancel pairing ကိုအာဆုံပြည့်တဲ့တဝါကြီးအကြကြီးကြီးရှုအောင်မယ်။ဒါကျွန်တော် Gabriel Saliba အတွက်ပေါ့။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ pass နဲ့အမြင်မှာဆိုရင်တော့ Saliba နဲ့ Gabriel အတွက်ဆို Saliba နဲ့ Moscara အတွက်ကိုသုံးပါမလား။ဒါမှမဟုတ်ကျွန်တော်က Gabriel Saliba အတွက်ကို Champions League မှာဒါကျွန်တော်လက်ရှိမှာပြန်ပြီးတော့ fully fit အနေနဲ့သုံးသွားမယ်။ဒါပေမဲ့ လက်ရှိမှာဖူဘတ်နှစ်ယောက်ကိုသူပြောင်းမယ်လို့မြင်တယ်ဒီနေ့ပေါ်မှာကျွန်တော်ရှေ့ဘက်မှာတော်တော်လေးကိုယုံထားခဲ့တဲ့ဂျူရန်တင်းမောင်းအနာပေးပြီးတော့ကလာဖီယိုရီအနာပေးပြီးဒီနေ့ပေါ်မှာတိုက်ဆက်ဆင်ဖို့တော့သူကြိုးစားမယ်လို့မြင်တယ်ဒါကြောင့်မို့ဒါကျွန်တော်တိုက်ဆက်အားတန်ကစားသမားဖြစ်တဲ့လူးဝစ်ကယ်လီနဲ့ဒါကျွန်တော်တို့ပန်ဝိုက်တို့ကိုသုံးအောင်အဲ့တော့ဒီနေ့ပေါ်မှာကျွန်တော်တို့ဂိုးသမားနေရာမှာရှင်းပါတယ်ဒါကျွန်တော်ဒီနေ့ပေါ်မှာဒီလိုပွဲစဉ်မျိုးမှာကျွန်တော်ကီပါကိုတုံးကြည့်စေတယ်ကီပါကိုတန်းနဲ့ဒါပြောပြောစရာမလိုဘူးနော်ဒါကျွန်တော်ချက်စီးမှာကိုတန်းနဲ့ဒါသူ့ဘာသူအစီအမေဘုံမှာမှလည်းအစီအပြေခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုနေမျိုးပွဲစဉ်မှာဒါမျိုးကိုသုံးတယ်အဲ့တော့ တဖက်ကအိုလံပီယာကော့စ်ကိုကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့လည်းခင်ဗျားတို့ကကျွန်တော်လည်းခါမှမကြည့်ဘူးအဲ့တော့အာဒီအိုလံပီယာကော့စ်ကဘလူကောင်းပါတယ်ဘာညာဆိုတဲ့ဥစ္စာမျိုးကျွန်တော်အနေနဲ့သိပြီးတော့ဝေဖန်စရာမရှိဘူးဘာလို့ကျွန်တော်မသိလို့အဲ့တော့โอลิมปิยาคอสอนี่แหละရှိမှာဒါသူတို့အနေနဲ့ဒါ4231သွားတာများတယ်လက်ရှိမှာသူတို့အနေနဲ့လက်ရှိဒါကြောင့်တိုက်စစ်ပိုင်းရမစိုးလို့ပြောတယ်နောက်ဆုံးပြိုင်ပွဲဆိုငါ့မှာဂိုးမသွင်းထားတဲ့ပွဲစဉ်တစ်ပွဲပဲရှိတယ်ပပူလောလောမှာဒါတိုတယ်အားဖြင့်ပြန်တွက်မယ်ဆိုတော့ဒါကျွန်တော်တို့သူတို့ရဲ့ပြည်တွင်းပြန်ပြီးမှာ9ကို0နဲ့ထား3နှစ်ကိုနဲ့အထက်နိုင်ထားတဲ့ပွဲစဉ်က3ကွဲတိတိရှိပြီးတိုက်စစ်ပိုင်းဆွမ်းရည်ကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ ဒီနေ့ပေါ်မှာရှင်းပါတယ်အာဆိုတင်းတဲ့တဖက်ရဲ့ပြိုင်ဘက်ဒီကိုလုံးဝလုံးဝ short တွက်လို့မရပါဘူးတကယ်ရှုံးတွက်လို့လုံးဝ short တွက်လို့မရအဲ့တော့ဒီနေ့ပေါ်မှာအာဆိုတင်းတဲ့တိုက်စစ်ပိုင်းမှာဘယ်လိုလုပ်မလဲ ပြဿနာရိုင်းဝင်းမာတာလက်ရှိမှာအရွေးချယ်စရာတိတ်မရှိကြအောင်စာကာကိုပဲတော့ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့ကကွေးလေဘက်မှာနည်းနည်းလေးကျွန်တော်တို့ကအာတီတာကိုဘိုးဖြစ်စေခြင်းနဲ့ maybe ပေါ့ဒါကျွန်တော် Ethan Wanderer လို့ခြာတိတ်လို့မျိုးကိုဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာ line up ပုံစံမျိုးပြီးစေခြင်းတဲ့ပုံမှာရှိတယ်။ဒီနေ့မှာဒါကျွန်တော် easy ကိုသုံးမလား easy ကိုဒါကျွန်တော် left wing နေရာမှာဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ Martinelli ကို left wing နေရာမှာဒါ debut ဒါ start up ပုံစံမျိုးပေးမလားဒါဒီနေ့ပွဲစဉ်မှာတေချာတစ်ခုကဒါရှေ့ပွဲအခြေအနေကြောင့် Marino ကဒီနေ့ပွဲစဉ်မှာတေချာတဲ့ line up လို့အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော် personal မြင်မှာဆိုကျွန်တော် declare rise ကိုကျွန်တော်တော့ ဒါနားစီခြင်းတဲ့သဘောမှရှိတယ်အဲ့တော့ဒါဆူပီမန်ဒီဒါကျွန်တော်တို့မရီနိုအတွဲကိုမှဒါကျွန်တော်အိုဒင်ကတ်နဲ့ပြန်ကာမယ်ဆိုတဲ့ပုံစံမျိုးလေးကတွေးလို့ခေါင်းနဲ့ဒီမှာပါတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော်တို့ခုနကပြောခဲ့တာအိုဒင်ကတ်ကိုဒါသုံးစီခြင်းနဲ့ပြီးဒါပေမဲ့ခုနကပြောတဲ့ဆာကာကိုဒါပီနမ်လာဒါမျိုးအီဒန်ဝန်တွေဒါပေမဲ့တိုက်စစ်ပွဲမှာယူဂရက်စ်ပဲကျွန်တော်နေနေမြင်တယ်ယူဂရက်စ်ကလွှင့်နေရှိမှဒါကျွန်တော်နေနေဒါအဲ့တော့ယူဂရက်စ်နေလက်ရှိမှာဂိုးတွေပြန်သွင်းပြီးတော့အသင်းနဲ့တူတာကျွန်တော်တို့ပြန်ပြီးတော့မူမန်တယ်တစ်ခုပြန်ပေးလာလို့လို့လူတယ်ပုံကကျွန်တော်တို့ယူဂရက်စ်နေလက်ရှိမှာအသင်းကြီးနေဆိုတာတော်တော်လေးကိုခက်ခက်ခဲခဲဂိုးသွင်းမှုဖြစ်နေတဲ့ဥစားကိုမှချန်ပီယံလိမှာဒါဂိုးသွင်းနိုင်မယ်ဆိုကစား ားသမားအနေနဲ့လက်ရှိမှာ motivation အရာကိုဒါကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအရာကိုပြောင်းလဲမှုတစ်ခုဖြစ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကကျွန်တော်ရဲ့အမြင်ပေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Arsenal သင်းကဒီနေ့ပုံမှာ on paper က on form ရပြောကျွန်တော်ဒါ Olympia coach အများကြီးပူကောင်းပြီးတော့နိုင်မှုရာခိုင်နှုန်းများပါတယ်ဒါပေမဲ့တစ်ဖက်အသင်းကတော့လုံးဝလုံးဝအထင်သေးလို့မရဘူး Arsenal သင်းကဒီနေ့ပုံစံတော့တော်တော်လေးကို prepare လုပ်ရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော် Newcastle အကြောင်းနဲ့ပြောအဲ့တော့ ညူကာဆယ်ရဲ့လက်ရှိမှာကျွန်တော်ထူးထူးဆန်းဆန်းပြဘယ်ဂျီယံဘက်မှာသဘောကျတဲ့အသင်းသင်းဖြစ်တဲ့ Union Saint Gaulas ဖြစ်တယ် Union Saint Gaulas ဆိုတာတချိန်ကတော့ကျွန်တော်ဂူရာစီလို့လို့ဒါကျွန်တော်တိုက်ဆက်မှုထွက်ခဲ့တဲ့ဒါကျွန်တော်တိုက်ဆက်ဖြစ်ပြီးတော့ Macalister ရဲ့ဒါကျွန်တော်တို့အကူလားမသိကွင်းလယ်မှာစောင့်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်ဘာလို့ ပြောမယ်ကလစ်စာကူကတော့ကျွန်တော်တို့ကန်ဆယ်ပိုင်ပါအဲ့တော့ပြောချင်တာလက်ရှိမှာညူကာဆယ်ယူနိုက်တက်ကြောင့်နည်းနည်းပြောမယ်နည်းအများကြီးပြောနည်းနည်းအဲ့တော့ညူကာဆယ်ယူနိုက်တက်အသင်းနဲ့ကျွန်တော်တို့အာဆင်နဲ့ပွဲစဉ်ပေါ့လက်ရှိမှာတော့ကျွန်တော်နည်းနည်းလေးစီလွဲတယ်အဲ့ဒီဟောင်းနေတယ်အဲ့တော့ဒါပေမဲ့ညူကာဆယ်နဲ့လက်ရှိရလပိုင်တော်တော်လေးကိုစိတ်ပြတ်ဆန်ဖြစ်တယ် Union Saint Gaulas ရဲ့အိမ်ကွေးမှာပွားကန်ရမှာဖြစ်တဲ့အတွက်ကြောင့်မညူကာဆယ်အနေနဲ့တကယ်ကိုတေတေချာချာဆော့တင်တယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်ကသူတို့ရဲ့အသုံးမှတ်ယူကိုယူသွင်းတာဖြစ်ပြီးညူကာဆယ်ယူနိုက်တက်အသင်းနဲ့ form ဒီဒီပေါ့ဒါကျွန်တော်တို့အဲ့ပေါ့ဟို Premier League ကို Champion League ဒါ format တင်မလို့ခင်မှာတို့နေကပ်ပြုတ်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာဒီနှစ်မှာတော့ဒါ at least တော့တေချာတာတခုတို့အနေနဲ့ဒါကျွန်တော်တို့ဒီဘာမဲ့အာဗာလေ playoff ကိုတော့အနည်းဆုံးဝင်ရောက်တင်တယ်လို့မြင်တယ်။ Newcastle United တင်တဲ့ဒီလိုပွဲတင်ဒီလိုမြို့တာကျွန်တော် ဟို play off တိမ်မှာဒါကျွန်တော်ငွေရှာကိုရှာရမယ့် lead တစ်ခုဖြစ်တယ်ဆိုတော့ဆက်လက်ပြီးပြတ်သားမှာဖြစ်တယ်ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ Newcastle United ကခုလက်ရှိမှာတိုက်ဆက်ပိုင်းအဖြစ် Wolfter Mardy ခေါင်းတိုက်တာကလွင်တောင်မန်နေကတော်တော်လေးအသက်ပြေဒါကြောင့်တိုက်တို့ right wing နေရာမှာအခုချိန်လေးတို့နေလူမရှိသေးတယ်။ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးက Newcastle ကိုကွင်းလဲ။ဒါတို့နေနေတာကျွန်တော်ဘိုးဖြစ်တယ်လူချမ်းနေများပြင်မယ်။တို့ဟာတို့တော့မဆိုးဘူးဆိုတဲ့ကွင်းလဲကိုကျွန်တော်မြင်ရမယ်ဒီမှာပါ။ဒါပေမဲ့ Newcastle ဘက်ကပြန်ကြည့်မလို့ဒီနေ့ပွဲစဉ်ကမဆွင်းပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ Newcastle တင်းတဲ့ဒီနေ့ပွဲစဉ်မှာ Bow and Beautiful ဆိုတဲ့အဥစားမလုပ်ပြဘူးလို့ရတယ်။ဘိုးတော့ဖြစ်ဖို့တယ်ဒါပေမဲ့ ဲ့လှပဘူးလေလို့ဒါပေမဲ့တစ်ဖက်ကအသင်းက Union Saint Gola School တိုင်းကလည်းလက်ရှိမှာဒါကျွန်တော်တို့ကြည့်လိုက်ပါအောင်မယ်တို့တီပင်ပါဒီပင်ပါဒီပင်ပါ Union Saint Gola ကကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာတို့နိုင်ထားတယ်တို့ဒါကျွန်တော်နိုင်ထားတယ်အဲ့တော့ဒီနေ့ပွဲစဉ် Union Saint Gola နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါ top 8တဲကိုဝင်သွားဖို့အခွင့်အရေးတွေကိုစီရှိရတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာတော့တေချာတာတကူကတော့ Newcastle United ကနိုင်ဖို့လိုတယ်။တစ်ဖက်က United စိတ်လူကားဆိုတော့နှစ်ပွဲစဉ်နိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုတွေးရမယ်တဲ့မှာပါပါတယ်။ဒါပါ လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ဒီ before you တို့မှာကျင်းလူစံပေါအောင်ကုညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မြန်ကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးပြန်တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့မြန်မာလက်ကလစ်ပြကြပါဗျမြန်မြန်ကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကျွန်တော်ကုန်ပြပါအောင်ဒီပါဗျ